ာဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ live မှာအရန်ကိုမှခက်စားနေတဲ့ကျွန်တော်တို့ အဲဗီဒီယိုလေးတစ်ခုကိုဖန်တီးပြမှာဖြစ်ပါတယ်အလွယ်ကူဆုံးဖန်တီးပြမှာပေါ့နော်အဲ့တော့မိန်းကလေးတစ်ယောက်နဲ့ယောက်ျားလေးတစ်ယောက်ကျတို့တွေကအဲပေါင်းဆက်လိုက်တဲ့ဗီဒီယိုပေါ့နော်အဲဓာတ်ပုံလေးတွေနဲ့ကျတို့တွေပေါင်းဆက်မှာဖြစ်တဲ့အတွက်ကိုပြုလုပ်ရှင်နဲ့ကျတို့တွေက use template လေးကိုကျတို့ယူလိုက်ပါ use template ကိုယူပြီးွားပြီဆိုလို့ရှင်ကျတို့ကဒီနေရာမှာ image လေးတွေကိုထည့်ပေးရမှာဖြစ်ပါတယ် image အရွယ်စားညီတယ်ဆိုလို့ရှင် ပို့ပြီးတော့အဆင်ပြေပဲနောက်တစ်ခုကကျတို့တွေ အင်းမဲရဲ့ resolution တူညီတယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင် main ကလေးဘက်ကိုကျွန်တော်အရင်ထည့်ရမယ်အဲ့တော့ main ကလေးကိုကျွန်တော်ဒီပုံလေးထည့်လိုက်မယ်ပြီးလို့ရှိရင်ယောက်ျားလေးပေါ့နော်အဲ့တော့ယောက်ျားလေးကိုကြတော့ကျွန်တော်တို့ကဒီပုံလေးကိုကျွန်တော်ထည့်လိုက်မယ်နော်အဲ့တော့ထည့်ပြီးသွားပြီဆိုလို့ရှိရင်သူတို့နှစ်ခုကိုကျွန်တော်တို့ပေါင်းဖို့အတွက်ပေါ့နော်ပေါင်းဖို့အတွက်ဆိုလို့ရှိရင် create generate ကို generate ကိုကျွန်တော်နှိပ်ပြရမယ်ပေါ့နော် create generate ကိုကျွန်တော်နှိပ်ပြရမယ်နှိပ်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကထပ်ပြီးတော့ တခါတည်းနှိပ်လိုက်ပေါ့နော်နှိပ်လိုက်တယ်ဆိုလို့ချင်းကျွန်တော်တို့ကဗီဒီယိုကိုအခုလက်ရှိ generate လုပ်နေပြီဖြစ်ပါတယ်နော်အဲ့တော့ generate ကျွန်တော်တို့တွေလုပ်နေတယ်မလုပ်ဘူးဆိုတာကိုဘယ်လိုသိရလဲဆိုလို့ချင်းကျွန်တော်ဒီမှာဝင်ကြည့်လိုက်ပါဝင်ကြည့်လိုက်ပြီပါပြီဆိုလို့ချင်းကျွန်တော်ဒီကောင်လေးကိုနှိပ်ကြည့်လိုက်ဒီကောင်လေးကိုနှိပ်ကြည့်လိုက်တယ်ဆိုလို့ချင်းဒီမှာအခုလိုမျိုးကျွန်တော်တို့ကမြင်တွေ့ရမှာဖြစ်ပါတယ်နော်ဟုတ်ပြီပါဒါဆိုလို့ရှိရင်ကျွန်တော်တို့လည်းလွယ်တကူလောက်တက်ကြလိမ့်မယ်လို့ထင်ပါတယ် တော့ကျွန်တော်တို့တွေက download ဆွဲခြင်းနေပေါ့ဗျာ download ဆွဲခြင်းနေဆိုလို့ချင်းဒီညာဘက်အပေါ်နားလေးမှာမျှားလေးရှိပါတယ်เนาะညာဘက်အပေါ်နားလေးမှာကျွန်တော်ဒီမှာမျှားလေးရှိတယ်โอเคဒီများလေးကိုကျွန်တော်နှိပ်ပြီးတော့ဒီပုံလေးကိုဒီဗီဒီယိုလေးကိုကျွန်တော်တို့က download ဆွဲလို့ရပါတယ်เนาะ ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင် download ဆွဲလို့ပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ဒီပို့ကိုကျွန်တော်တို့ကတင်ရင်လည်းဆိုလဲဒီမှာလာပြီးတော့တခါတည်းတင်လို့ရတယ်ပေါ့နော်အဲ့တော့တင်ရင်လည်းဆိုရင်လည်းကျွန်တော်တို့ကတခါတည်းအဲတင်လို့ရပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်ဟုတ်ကဲ့ပါအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ